မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစင်အုပ်စုကိုစစ်လင်ရောင်းချနေတဲ့တရုတ်လက်နက်ကုမ္ပဏီ AVIC မှာရှင်းလင်းမြုံနှံမှုအားလုံးကို Airbus ပြန်ရုပ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစင်အုပ်စုထံဝိုင်းတွဲနဲ့ကိန်းအပါဝင်စစ်လင်များရောင်းချနေတဲ့ AV China Interest and Technology Company Limited AV China မှာရင်းနှီးမြှုပ်နှံမှုအလုံးကိုပြန်လည်ရှုပ်သိမ်းလိုက်ကြောင်းဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ကထုတ်ပြန်လိုက်ပါတယ်။ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကိုရှုပ်သိမ်းလိုက်တဲ့ Airbus ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို Justice for Myanmar Info Bahmani နဲ့ Blood Money အပါအဝင်မြန်မာအရေးတက်ကြလှရှာသူတွေက ကြိုဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်လက်နက်ကုမ္ပဏီ AVIC ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ AV China Interesting and Technology Company Limited မှာရှိတဲ့ Airbus ရဲ့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို Justice for Myanmar နဲ့ Info Bamini တို့က2024ခုနှစ်စက်တင်ဘာလမှာအစီရင်ခံစာထုတ်ပြန်ဖော်ထုတ်ခဲ့ပါတယ်။ Airbus က AV China မှာရှယ်ယာ9.33ရာခိုင်နှုန်းပိုင်ဆိုင်နဲ့တခုတည်းသောအကြီးဆုံးနိုင်ငံတကာရှယ်ယာရှင်ဖြစ်ပြီး2024ခုနှစ်စွန်လ30ရက်နေ့စာရင်းအရရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ140ရှိရလို့ဆိုပါတယ်။ အဲ့ဒီလိုရင်းနှီးမြှုပ်နှံမှုတွေရှုံသိမ်းလိုက်ခြင်းကကဘာတဝမ်းရှိအရက်ဖက်ဖွဲ့စည်းများတပိတ်ဖွဲ့စည်းများကုံသွေးတမကများဆန္ဒပြတောင်းဆိုသူများနဲ့လူပုဂ္ဂိုလ်တည်တည်ပါဝင်တဲ့အုံအုံကြက်ကြက်လှုပ်ရှားတောင်းဆိုမှုတွေကြောင့်ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။ အဆိုပါအရေးတက်ကြွလှူရှာတဲ့ကမ္ဘာရဲ့ရရမအဖွဲ့အစည်းတီတီက Airbus Company ကို Aviation Industry Corporation of China ABIC ပေါ်၎င်းတို့ရဲ့ဩဇာလွှမ်းမိုးနိုင်မှုကိုအတောင်ပြုပြီးမြန်မာစေအုပ်စုနဲ့စီးပွားရေးလုပ်ငန်းများကိုရှက်ဆိုင်စေဖို့ဒီလိုမဟုတ်ပါကရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းဖို့ဖိအားပေးခဲ့ပါတယ် AV China က KA လေးကျင်းရဲ့အပေါ်စားတိုက်ခိုက်ရေးလေယာဉ်နဲ့ဝိုင်းတွဲဘတ်ဆောင်သုံးလေယာဉ်အပါဝင်လေယာဉ်များဆက်ဆက်ပစ္စည်းနဲ့ဤပညာတွေကိုမြန်မာစစ်တပ်ထံရောင်းချပေးခဲ့ပြီးမြန်မာစစ်တပ်ကအဆိုပါလေယာဉ်များနဲ့တနိုင်ငံလုံးကိုလက်ပတ်ပုံ ကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်မြမလီတက်ကဒီလိုနိုင်ငံသားတိုင်းပြည်များရှိမိဖက်များထံမှလင်းရင်နဲ့ဆက်စလန်နဲ့ပစ္စည်းများနှင်းစင်တော့မရှိမဖြစ်ပစ္စည်းများပြုပြင်ထိန်သိမ်းမုံမှန်ဝန်ဆောင်မှုများဆက်လက်ရရှိနေခြင်းကြောင့်သာ၎င်းတို့ရဲ့ဝင်ဟင်အကြမ်းဖက်ဆက်စင်ကိုဆင်နွှဲနေနိုင်ကြောင်းအဆိုပါအဖွဲ့အစည်းတီကဆိုပါတယ် Airbus က AV China မှာရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းမှုကို2025ခုနှစ်အပိလာတရနေ့မှာအပိသက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး Airbus ရဲ့ပြောရေးဆိုခွင့်ရှိသူက AVIC ရဲ့ကုမ္ပဏီကွဲတစ်ခုဖြစ်တဲ့ AV China Interest and Technology က Company Limited ကရှယ်ယာအများဆုံးရောင်းချမှုကိုဆောင်ရွက်ပြီးဖြစ်ပါတယ်။ Airbus အနေနဲ့ AVIC မှာမြည်သည့်ရင်းနှီးမြှုပ်နှံမှုမှာမရှိတော့ပါလို့ Justice for Myanmar နဲ့ Info Bamini ဖွဲ့များထံအီးမေးလ်နဲ့အကြောင်းကြားခဲ့ပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းကမြန်မာစစ်အုပ်စုစီစစ်လင်ရင်တွေနဲ့ဆက်ဆက်စစ်လက်နက်တွေရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွက်ဗန်နာယီနဲ့ဂုံသိခါပိုင်ဆိုင်ရာပေးဆက်ရမှုတွေရှိမယ်ဆိုတာကိုပြတ်သားတဲ့သတင်းစကားပါလိုက်တာဖြစ်ပါတယ်။တရုတ်နိုင်ငံကမြန်မာစစ်အုပ်စုအတွက်စစ်လက်နက်တွေစစ်ပတ်ရပ်ပတ်နှမျိုးသုံးနည်းပညာရီနဲ့လေ့ကျင့်သင်ကြားမှုတွေကိုအဓိကရောင်းချထောက်ပံ့နေနိုင်ငံဖြစ်ဆက်ရှိနေပြီးအခုလိုတရားပါပတ်သက်မှုကိုအဆုံးသတ်ဖို့လိုပါတယ်လို့ဆိုပါတယ်။ Info မဏီစီရဲ့ညှိနှိုင်းရေးမှူးဂျိုဟန်နာချာဒွန်နီရက်စ်က အခုရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းခြင်းကအထူးသဖြင့်ဗမာစင်အုပ်စုနဲ့တိုင်းရိုက်ဖြစ်စေတွင်ဝိုက်ပြီးဖြစ်စေပါဝင်ပတ်သက်နေတဲ့ဥရောပကုမ္ပဏီတွေအပါအဝင်အခြားကုမ္ပဏီတွေအတွက်သတိပေးတက်လှမ်းမှုတရက်ဖြစ်ပါတယ်နိုင်ငံအစဉ်ဥရောပအစဉ်နိုင်ငံတကာအစဉ်တွေမှာစီးပွားရေးနဲ့လူ့ခွင့်ရေးဆိုင်ရာမူပေါင်းတွေရှိကြပါတယ်ဗမာစင်အုပ်စုကျူးလွန်ထားတဲ့စစ်ရဆွေးမှုမှတ်တမ်းများများစွာလည်းရှိနေပြီးကုမ္ပဏီတွေအနေနဲ့ဆက်ပြီးလီလူရှုလို့ရနိုင်မှာမဟုတ်ပါဘူးလို့ပြောဆိုခဲ့ပါတယ်သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုဖွဲ့ Blood Money ရဲ့ပြောရေးဆိုခွင့်ရှိသူမူလန်ကလည်းအကြံဖက်စင်အုပ်စုက ဆင်ရွှင်မှုတွေဆက်လက်ကျူးလွန်နိုင်ဖို့လိုအပ်တဲ့ပံ့ပိုးမှုတွေကိုတရုတ်အစိုးရပိုင်း AVIC AV China ကုမ္ပဏီတွေကနေအထူးကထောက်ပံ့ရရှိနေတာဖြစ်ပါတယ် Airbus ကုမ္ပဏီအနေနဲ့စီးပွားရေးနဲ့လူခွင့်ရေးစံနှုန်းတွေပေါ်ဆက်လက်ခိုင်မာစွာရည်တည်ဖို့လည်းလိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကောင်စီကပြစ်ခတ်ခဲ့တဲ့ဝင်းနေမီတာယုံဆရာတော်ပြက်လွန်တော်မူတာတနည်းပြပြီဖြစ်တော့လေဖော်ထုတ်မှုမရှိလို့လုံခြံခြင်းဖြစ်တယ်လို့တပည့်ဆရာတော်များမိန့်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းဝင်းနေမီတာယုံစီရတော့ပြစ်သက်ခံရမှုနဲ့ပတ်သက်ပြီးစကောက်စီကဝန်ခံကအဖြစ်မှန်စုံစမ်းဖော်ထုတ်သွားမယ်လို့ဆိုထားတော့လေဇွန်လ19ရက်တနစ်ပြည့်တဲ့အထိတိုင်အောင်နောက်ဆက်တွဲအဖြစ်ထွက်ရှိလာတာမရှိသေးကြောင်းသိရပါတယ်။စီရတော်ကရွှေကျင်ကိုင်းရဲ့ဗဟုအလုံးမှုဆောင်နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့မဟာနာငိမ့်ဖြစ်ပြီးမန္တလေးမှာကျင်းပတဲ့ရွှေကျင်တန်ခါအစည်းအဝေးကိုတက်ရောက်ဖို့တွားစဉ်စကောက်စီတက်ကတနက်နေ့ပြစ်ခတ်ပြီးပြတ်လွန်တော်မူခဲ့တာဖြစ်ပါတယ်။စကောက်စီကအစပိုင်းမှာ PDF တွေကိုပြစ်ခတ်ခြင်းဖြစ်တယ်လို့ဆွဆွဲခဲ့တော်လဲစီရတော်နဲ့တူလိုက်ပါစ စီနင်းလာတဲ့ကန့်သုံးစင်ဆရာတော်ကထုတ်ပေါ်မိန့်ကြားတဲ့အတွက်ဝန်ခံလာရပြီးရှေ့နောက်မညီတဲ့စကားတွေနဲ့လိန်ညာလှည့်ပြခဲ့ကြောင်းတပည့်ဆရာတော်များမိန့်ကြားခဲ့ပါတယ်။အဲ့ဒီကလေးကအဖြစ်မှန်ကိုဖော်ထုတ်မှာမဟုတ်ဘူးဆိုတာတည်ထားပြီးသားပါ။အခုထိလည်းဘာမှမကြားရဘူးနေလို့ဝင်းနေမီတာရုံဆရာတော်ရဲ့တပည့်တန်ကဖြစ်သူနေဦးတော်လန်ကြီးတန်ကကွန်ရက်မှာအထွေထွေအတွင်ရင်မှုဆရာတော်ဦးအက္ခကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စီကဆရာတော်လိုက်ပါလာတဲ့ဆက်ကောင်ကိုလုံခြုံရေးအရာပြစ်ခတ်ခဲ့ပြီး၎င်းတို့ရဲ့အဆင့်မြင့်အရာရှိများပါဝင်တဲ့အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေးဖွဲ့ကိုဖွဲ့စည်းပြီးစ ုံစမ်းဖော်ထုတ်သွားမယ်လို့မနစ်က2024ခုနှစ်ဇွန်လ22ရက်ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကလည်းရှင်ကိုရက်ဖို့အော်ဟင်လက်ပြတားစီခြင်းနဲ့တနက်ကိုမိုးမော်ထောင်ပြီးပြက်ခတ်တားစီခြင်းများပြုလုပ်ခဲ့တော်လဲရှင်မရက်တဲ့အတွက်နောက်မှလိုက်ပြီးပြက်ခတ်ခြင်းလို့ဆိုပါတယ်။အာနာလူရာကိုလက်မခံတဲ့အကြောင်းဆရာတော်ကစာထုတ်ပြီးတော့ပြောဆိုခဲ့တယ်။ဒါကြောင့်မလို့ဒီလိုဆရာတော်တွေကိုစနစ်တကျလှုပ်ကြံလိုက်တာလို့ຫນွေဦးတော်လိုင်းဤတန်ကကွန်ရက်ဆရာတော်ဦးဝါရမကသတင်းဌာနကိုပြောပါတယ်။ စစ်ကောင်စီရဲ့စူပါလုံးရက်ကရဟန်းတန်ကဒုကိုကြောက်လန့်အောင်ပြည်သူလူထုဘက်ကမရက်တည်ရင်အောင်လှုံ့ဆော်ချက်ဖြစ်ပြီး၎င်းတို့ရဲ့ပြောစကားတွေကလည်းရှေးနောက်ညှို့မှုမရှိကြောင်းဆရာတော်ဦးဝါရမကဆက်လက်မိန့်ပါတယ်။ဝင်းနေမီတာယုံဆရာတော်ပြစ်ခတ်ခံရမှုကိုအဖြစ်မှန်သိရှိအောင်ဖွင့်ဟမိန့်ကြားခဲ့တဲ့ကန်သုံးစင်ဆရာတော်ကိုလည်းနန်းတွင်းစစ်ကြောရေးမှနိုင်နေချီကြအောင်စစ်ကောင်စီကစစ်စည်းမီးမြှမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိနဲ့ဝင်းနေမီတာယုံဆရာတော်ကိုလှုပ်ချန်တပ်ဖြတ်ခြင်းဖြစ်တယ်လို့ဆိုနိုင်တော်လဲအာနာသိမ့်မှုကိုမထောက်ခံလို့ဖြစ်နိုင်ခြေရှိတယ်လို့ အခြားအကြောင်းရင်းများကြောင့်လည်းဖြစ်နိုင်ကြောင်းဆရာတော်ဦးအက်ကကသတင်းဌာနတွေကိုပြောကြားပါတယ်အဆိုပါအခင်းဖြစ်ပွားတဲ့နေ့ကဆရာတော်လိုက်ပါစီးနေတဲ့ကားကိုမောင်းနေခဲ့သူရှင်မောင်းကိုမန္တလေးနန်းတွင်စစ်ကြောရေးတွင်ကိုခေါ်ဆောင်ပြီး PDF များပြက်ခတ်ခြင်းလို့လိမ့်နေထွက်ဆိုခိုင်းပြီးနောက်ပိုင်းပြန်လွတ်ပေးခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်အနာရှင်ကိုစက်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယောက်ဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်းကိုစက်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်ကိုစက်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယောက်ဆောင်ဆိုတော့နေအမှု ုပညာရှင်73ကို စစ်ကောင်စီကနိုင်ငံသားဖြစ်မှရက်စဲတဲ့အမိန့်စာတွေကိုစစ်တပ်ရဲ့ Telegram Channel တွေမှာတစင်ဒီကနေ့ဖြန့်ဝေသတင်းထုတ်ပါရယ်ဒီကနေ့မနက်09:00နာရီဝန်းကျင်ကစပြီးစစ်တပ်ရဲ့ Telegram Channel တွေအားလုံးမှာစစ်ကောင်စီကိုစန့်ကျင်တော်လှန်ရင်းပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ရုပ်ရှင်သရုပ်ဆောင်ဆိုတော့အမှုပညာရှင်73ကိုစစ်ကောင်စီကနိုင်ငံသားဖြစ်မှရက်စဲတဲ့ထုတ်ပြန်ချက်တွေကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းအဲ့ဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်တွေပြုလုပ်ခဲ့တဲ့အတွက်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံ မှ69ဖွဲ့စည်းတဲ့ဘူအဖွဲ့ကပုံမှ68ပါလုံပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှ16နဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ကိုနိုင်ငံသားဖြစ်မှရှက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားဖြစ်မှရှက်စဲလိုက်တဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးတို့မှာအစိုးရပြပြကြော်တဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်အစိုးရလင်းလင်းခေါ်ထွေးလင်းကိုအစိုးရချမ်းချမ်းခေါ်ချမ်းမြငိမ့်ရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြတ်နိုအေး အဆိုတော်အာဇာနီကောဇာနီပြုံးညွန့်အနုပညာရှင်ခါရာရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေလွင်အစိုးရဝင်းနိုင်စိုးဒရိုက်တာပြည်ဟိန်တီဟာသရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရပါဗျ။ 2022ခုနှစ်အတွင်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးများအပါအဝင်ဒေါ်လာရင်းတွေအတွက်ပါဝင်နေသူတွေကိုနိုင်ငံသားဖြစ်ရစေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ပေါင်းတီမြို့နယ်နဲ့မုံရွာမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုပိုးစည်းတုံးဥပါဝင်ခုနှစ်ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတီမြို့မှာပြည်သူများကိုလူသားတတိုင်းပြည်ဖမ်းဆီးလာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးကြောင်းပြည်သူကာကွယ်တပ်မတော်အမှတ်3600တဲ့တိုင်ရင်မှာစစ်ထောင်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရှဲပေါ်ရှဲတို့က ပြောပါရယ်ဇွန်လ16ရက်နေ့မနက်09:30အချိန်မှာနေ့လယ်9:15မိနစ်ချိန်ပေါင်းတီမြို့နယ်တစ်ပုတ်အုပ်စုနွားတိုးရွာနယ်နွေးတောင်ရွာကြားရုပ်ဆိုင်ရွာမှာပြည်သူများကိုဖမ်းဆီးလူသားတိုင်းပြည်အုံပြုထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိကြောင်းစစ်ကောင်စီကတင်ဆောင်လောင်းနေကိုနတ်တိုးကျေးရွာနယ်နွေးတောင်ကျေးရွာရှိနေအိမ်များတွင်ထည့်သွင်းပြီးနေအိမ်များကိုပါမိရှို့သွားကြောင်းအဲ့ဒီနောက်စစ်ကြောင်းမှာပောက်ခေါင်းမျိုးဘက်ကိုထွက်ခွာသွားကြောင်းသိရပါတယ်အလားတူစက ိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာနီမုံရွာမန္တလေးလမ်းမပေါ်မှာအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာပိုကြီးတုံးပါဝင်သုံးသေဆုံးပြီးကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ည17:28မိနစ်ချိန်ချောင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးချုပ်မှအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုမုံရွာမန္တလေးလမ်းမပေါ်တောပူပြူစော်တီကျေးရွာနီမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာတုံးပွင့်ပိုကြီးတုံးပါဝင်သုံးသေဆုံးပြီးတအုပ်ထရန်ရရှိကတအုပ်ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ဒါကြောင့်ကားပေါ်ပါစစ်သားများကင်ဆောင်ထားတဲ့ MI1 ပါ MFI ကိုမမစစ်ပတ်တာမျိုးစားတနက် အရှိနှစ်လက်နဲ့အတူသုံးလက်ဖုန်းသုံးလုံးတို့ကိုတင်ဆက်ရရှိခဲ့ပြီးစစ်သားများစီးနှင်လာတဲ့အင်စင်ကားတွေကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brace Heart Army BHA မှတပ်ဖွဲ့ဝင်ရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရဲဘော်များထိခိုက်မရှိပြန်လည်ဆက်ကွာနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးချေမုံနိုင်ဖို့ကြိုးစားများလိုအပ်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့တိုက်နိုင်သမျှပါဝင်ထောက်ပံ့ပေးကြဖို့မြစ်တာရခိုင်ကြောင်းထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။